ပရိသတ်များအားလုံးမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ concept youtube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆမ်မဲဇက်လန်လေးကတော့စာရေးဆရာမရင်မဲကံဘလူရေးသားထားတဲ့ဝါမဲစိန်နဲ့လူသေးရာကဆုံးဝမှာဆိုတဲ့ဇက်လန်လေးပဲဖြစ်ပါရဲ့ရှင်ဒီကနေ့ရဲ့ဇက်လန်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ချဖို့လဲတောင်းဆိုပါရစေရှင်ဇက်လန်တွေတင်တိုင်းသိရှိစေဖို့အတွက် ပေးနာမှာရှိတဲ့အချက်ပေးခေါလောက်လေးကိုလည်းတစ်ချက်နှိပ်ထားပေးပါရှင်။ပဝင်းကျင်တစ်ခုလုံးဟာဒိတ်ဆိတ်လို့နေတယ်။အဲ့ဒီဒိတ်ဆိတ်မှောင်နေတဲ့ပဝင်းကျင်မှာတန်ဝေးကြီးကို ထောက်ပြီးတော့မမဲစိတ်တယောက်ကလမ်းလျှောက်လို့နေတာ။အမောင်ရဲ့တေကြနေပေမဲ့လည်းမစီရလာမှန်းမသိတဲ့အလင်းရောင်ကြောင့်ဘေးပညာကိုဘွားမဲစိတ်ကကောင်းစွာမြင်နေရတယ်။ဘွားမဲစိတ်ရောက်နေတဲ့နေရာ ရွာတရရဲ့လမ်းမထက်မှာဖြစ်တယ်။အဲ့ဒီရွာဘွားမယ်စိန်နေတိုင်းနဲ့တောင်ထွန်းရွာလည်းမဟုတ်တလို့ဘွားမယ်စိန်သွားလာဘူးရဲ့ရွာတွေတဲ့ဟာတရွာမှလည်းမဟုတ်ကြအောင်ဘွားမယ်စိန်တိလို့နေပါတယ်။ဘွားမယ်စိန်ကလမ်းလျှောက်လာရင်လည်းလမ်းမပေါ်မှာအသက်မပါတဲ့လှုပ်ရှားမှုတွေနဲ့တရွေ့ရွေ့သွားလာနေကြတဲ့ရွာသူရွာသားတချို့ကိုတွေ့မြင်လာရတယ်။ဒီမှာမောင်ရင်လေးဘွားမယ်စိန်လမ်းကတော့လမ်းလျှောက်နေတဲ့ရွာသား ပေါင်းရယ်စိန်စီကိုလှည့်ကြည့်လိုက်တယ်။အဲ့ဒီလူရဲ့လှူရှားမှုဟာနေကွေးတယ်လို့သူ့ရဲ့အကြည့်တွေကလည်းအသက်မပါလာပါဘူး။ဒါကဘယ်ရွာလဲကွ။ဘွားကဘယ်ကိုရောက်နေတာလဲ။ဝိုင်းမယ်စိန်ကအဲ့ဒီလူမေးလိုက်တယ်။အဲ့ဒီရွာသားဘွားမယ်စိန်ကိုကြည့်ပြီးတော့၆ကက်ကက်အတန်းဤနဲ့ရင်မောဟားတိုက်တော်တာ။ဘွားမယ်စိန်တယောက်ကဒူးဆက်နဲ့အိမ်မက်ကိုပြန်ပြီးတော့စဉ်းစားနေမိရဲ့။ မြင်မှတ်ခဲ့ရတဲ့အိမ်မက်ကဘယ်နမိတ်ကိုပြနေလဲဆိုတာဘာမဲ့စိတ်စဉ်းစားရခက်နေတယ်။အမေကြီးအမေကြီးဟေးဟဲ့တော်တမီးဥပ္ပခင်မှာထိုင်နေတဲ့ဘွားမဲ့ဆရာသူ့ကိုအမေကြီးလို့ခေါ်ပြီးတော့ခြံထဲကိုဝင်လာတဲ့သူကြောင့်အံ့ဩလို့နေရှာတယ်။အဲ့ဒီသူကအခြားသူတော့မဟုတ်ပါဘူး။တော်တော်ခမ်းပဲဖြစ်တယ်။ချီလွဲတလုံးကိုလွယ်ပြီးတော့ရောက်လာတဲ့တော်တော်ခမ်းကြောင့်ဘွားမဲ့ဆရာ ။ဘယ်ကနေဘလို့ရောက်လာတာလဲတမီးရဲ့အမေအစီကိုပဲလာခဲ့တာ။အမားတို့ရောဘယ်လိုသွားကြလဲ။ကျောင်းတော်ခန့်ဟာလွယ်အိတ်ကိုကိုပြစ်ခင်းပေါ်မှာတင်ပြီးတော့ဂျော်ဝင်းတို့ကိုမေးလိုက်တယ်။ဝါမဲစိန်ကတော့ကျောင်းတော်ခန့်လာလို့ဝမ်းသာနေပြီးတော့ညီမတွေကဂျွာလဲပိုင်းကိုသွားကြတယ်အေး။ဒါနဲ့ဒီကိုပါလဲလာတာလဲတမီးရဲ့ကြောက်လာနေကြတိုင်းလဲကြုံတလဲချင်းလင်းတလဲပေါ်အမေကြီးရဲ့ ော်တော်ကန်းအဖြစ်နဲ့အကျန်းရီကိုညှဲ့လိုက်တော့တယ်။ကြည်ရတာအရေးကြီးကိစ္စတွေရှိနေပြန်ပြီထင်တယ်။မမေစိန်ကအဲ့လိုပြောလိုက်တော့တော်တော်ကန်းအကျန်းရီကိုတောက်ရင်းနဲ့ခေါင်းညိတ်ပြလိုက်တယ်။အကျန်းရီကွက်ကိုကိုပစ်ခင်းပေါ်ပြန်ချထားပြီးတော့မှဟုတ်တယ်အမေကြီးအမေကြီးစီကိုလာခဲ့တာအကျောင်းရှိတယ်။အဲ့ဒါလေတခြားတော့မဟုတ်ပါဘူး။ကဝေမတယောက်တောင်းချမ်းနေလို့အမေကြီးရဲ့အေးကဝေမတယောက် အလောက်တောင်အင်အားကြီးနေလို့တော့ခါတိုင်းဆိုရင်ဒီလိုကိစ္စတွေကငါသမီးတယောက်တည်းဖြစ်ရှင်းနိုင်တယ်မဟုတ်လား။ဘာမဲ့စိန်ကအဲ့လိုပြောလိုက်တဲ့အခါတော်တော်ကန်းကခေါင်းကိုညှင့်ရင်းနဲ့ကျုပ်ခါတိုင်းကြီးဆိုင်ခဲ့တဲ့ကဝေတွေနဲ့ဒီကဝေမမတူဘူးအမေရဲ့ဒီကဝေမကလေဘယ်ကနေလာမှန်းလဲတိတိကျကျမသိဘူး။ကျုပ်ကဒီကဝေမအကြောင်းပြောပြတဲ့အထက်ဆရာကြီးကအမေကြီးပါတော့မှဒီကဝေမကိုရှင်းနိုင်မယ်လို့ပြောသွားတာ။ အဲ့ဒါကြောင့်ကျောက်လည်းအချိန်မစွဲဘဲနဲ့အမေးစီကိုတန်းထွက်လာခဲ့တာပဲ။အေးအခုတလောပွားလဲအိမ်မက်တွေမကောင်းဘူးကွ။ဘာရင်မလို့လဲအမေရဲ့။အိမ်မက်ထဲမှာလေဝါမသိတဲ့ရွာတစ်ခုကိုရောက်သွားတာအေး။တရာလုံးကလည်းတတ်မဲ့နေတဲ့လူတွေလိုလမ်းလေးရှောင်နေကြတာ။အဲ့ဒါကိုပဲခောက်ခောက်ကာကာမတ်နေတာသမီးရဲ့။ဘောင်းမင်းစိန်ကအဲ့လိုပြောပြလိုက်တော့ဒေါ်တော်ခန့်ကမျက်မှောင်ကိုကျုပ်လိုက်ပြီး အဲ့ဒါဆိုရင်တော့လေဒီကဝေမနဲ့ဆက်ဆက်နေပြီအမေရေဟေးဘလိုရင်းများဆက်ဆက်နေရတော့တမီးရဲ့ကျောက်ခုပြောတဲ့ကဝေမကလေလူသေးတွေကိုအသက်သွင်းနေရလို့သိရတဲ့အမေရဲ့အခုဆိုရင်လေလူသေးတွေနဲ့ရွာတော်တိထားတယ်ဆိုပဲဟေးကျွန်တော်အကလေးရဲ့စကားကြားဖွားမယ်ဆရာမျက်လုံးတွေပြူးသွားတယ်ကျောက်တို့လေဒီကဝေမကိုအမြန်ဆုံးသွားဖယ်ရှားရမယ်အမေရဲ့ မဟုတ်ရင်တော့ဒီကိုဝေမဘလောက်တောင်အင်အားကြီးလာမယ်မသိဘူးအေးဟုတ်တာပေါ့ဒါနဲ့သူရှိတဲ့ရက်ကိုရောသိရပြီလားသမီးရဲ့ကျောက်တိရဲ့အမေရဲ့အေးအေးအဲ့ဒါဆိုရင်တော့ဘွားတို့တွေတွားကြတာပေါ့ဘွားမေစိန်နဲ့ဒေါ်တော်ခန်းတို့စကားပြောနေကြတဲ့ချိန်ဒေါ်ဝင်းနဲ့ဒေါ်နန်းကျိုင်တို့ကလည်းရောက်လာခဲ့တယ်ဒေါ်ဝင်းကဒေါ်တော်ခန်းကိုမြင်တော့ဝမ်းသာအားရစွာနဲ့ဟဲ့တော်ငါညီမတော်ရောက်နေတာပါလား ဒါနဲ့မိညာကောမပါဘူးလားအေးအဲ့လိုမေးလိုက်တော့တယ်ဒီတခေါက်တော့မခေါ်ခဲ့ဘူးမဝင်ရေကျုပ်ကဘွားစီကိုအရေးတကြီးကိစ္စနဲ့ထွက်လာခဲ့တာမို့လို့ဩအေးပါအေးအမငါညီမကိုတွေ့တော့မိညာလည်းပါမယ်ထင်နေတာဒေါ်ဝင်းနဲ့နဲကြိုင်တို့ကလည်းကုတ်ပြစ်ခင်းပေါ်မှာဝင်ပြီးတော့ထိုင်လိုက်ကြတာတာကြမှာကြောင်းနေမင်းများကြပြီးတဲ့နောက်ခမင်းစားရအောင်လေအမကူလိုက်တော့မယ် ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ဟာသမင်းဝိုင်းပြင်ဖို့အတွက်မိဖို့ကန်းစီကိုထွက်လာခဲ့ကြတယ်။ညနေပိုင်းကိုရောက်လာတော့ဝါမဲဆိုင်ရာမောင်တုံးနဲ့မောင်အောင်တို့နန်းကြိုင်လေးကိုသွားခေါ်စေတယ်။မောင်တုံးနဲ့မောင်အောင်တို့ရောက်လာတော့တော်တော်ခန်းကိုမြင်ပြီးဝမ်းသာအားရနေကြတာ။အရင်တော့ခန်းနေကောင်းတယ်နော်။အေးကောင်းတယ်ကွ။မောင်တုံးနဲ့ဒေါ်တော်ခန်းကစကားပြောပြီးတဲ့နောက်ဝါမဲဆရာမောင်တုံးကိုအကြောင်းစုံပြောပြလိုက်တော့တယ်။ဟာ အဲ့လိုတတ်ပညာမျိုးဟာရှိနေသေးရလားဘွားရဲ့ကျုပ်ဖြစ်လေအခုလိုလူသေးကိုအသက်ပြန်သွင်းတဲ့ပညာမျိုးကြမကြဘူးပါဦးဗျာမောင်တူကအန်အောလွန့်ပြီးတော့ပြောလိုက်တယ်ဟုတ်ပါဗျာဒါဆိုရင်ဒီကဝေမကတော်တော်တော့စမ်းထက်မဲ့ပုံပဲဒီပညာမျိုးဆိုတာအတော်ရှားတာအဲ့ဒါကြောင့်လည်းအထက်ဆရာကြီးတွေကကျုပ်တို့အမြန်ရှင်းခိုင်းတာဖြစ်မယ်ကျွန်တော်ခရီးစကားကိုမောင်တိုးတို့ကကောင်းညိတ်ပြီးတော့ထောက်ခံလိုက်ကြတယ်။ မောင်တိုးနဲ့မောင်တို့လည်းနောက်တနေ့မနက်မှာခရီးစားထွက်ကြမယ်လို့ဆိုပြီးဖွားမေဆရာထပ်မံပြီးတတိပေးလိုက်တယ်။နောက်တနေ့နေ့ကိုရောက်တော့မောင်တိုးရဲ့နားလည်းလေးပေါ်မှာဖွားမေဆိုင်တော်တော်ခန်းနဲ့မောင်တို့ကအတူလိုက်ပါခဲ့ကြတယ်။ပေပင်ကြီးကအရောက်သွားရမယ်အမေကြီး။အဲ့ရွာဆရာတယောက်ရဲ့အိမ်ကိုကြွတ်ကြွတ်အရင်ဝင်ရမှာ။တော်တော်ခန်းကပြောလိုက်တော့ပေပင်ကြီးဆိုတဲ့ရွာစီကိုခရီးထွက်လာခဲ့ကြတယ်။ ခဲပေါ်မှာဘွားမယ်စိန်နဲ့ဒေါ်တော်ခန်းတို့ဟာစကားပြောနေကြသလိုမောင်တိုးကလည်းလဲမောင်းနေနေမကြမကြစကားဝင်ပြောရှာတယ်။ဒါပေမဲ့မောင်ကတော့လဲအထက်မှာလုံးဝငြိမ်သက်လို့နေတယ်။ကိုကြီးအောင်ပြောကိုကြီးအောင်ငြိမ်လာပါလားဗျ။မောင်တိုးကလမ်းခေါ်လိုက်တော်တယ်။ကိုကြီးအောင်ဘာတွေဖြစ်နေရလဲ။ကိုကြီးအောင်ကြည့်ရတာမူမမှန်အောင်နော်။ဘာတွေတော့ကများနေရလဲ။ မောင်တို့ဟာထပ်မေးလိုက်တော့ပွားမယ်စိန်နဲ့ဒေါ်တော်ခန်းတို့ကလည်းငါအောင်ကိုကြည့်လိုက်ကြတယ်။ဒီတိုင်းမှာပဲဘာမှမဖြစ်ပါဘူးကွာ။အဲ့လိုလေတန်ခတ်ပြောတော်တော်နဲ့ပြောလိုက်တော့တယ်။မောင်တို့ပြောတာဟုတ်တယ်။မောင်ရင်တခုခုဖြစ်နေပုံရတယ်။ပြောစမ်းကွယ်။ဘာရင်းများစိတ်တော့ကရောက်နေတာတော့။ကျုပ်မေပေါ့ဗျာ။နှုတ်ရင်လည်းကျုပ်ကိုသဘောမတူဘူးတဲ့လေ။ကျုပ်ဘလို့ပဲပြောပြောနှုတ်ရင်ကလည်းကျန်တဲ့သူနဲ့ပေးစားမယ်တဲ့ဗျာ။ အာအကြီးရလဲဘလို့ဤလဲဗျကိုယုံနဲ့အမနှူရင်ကိစ္စကိုတရားလုံးနဲ့သိထားကြတာပဲဟောင်းအခုမှဘာကိစ္စသဘောမတူရာလဲမောင်တိုးကသဘောမကျစွာနဲ့ဝင်ပြောလိုက်တယ်ဘာမဲ့ဆန်ရတော့ဝင်မပြောသေးဘဲနဲ့နားထောင်နေတယ်အချိန်တွေရှိပါသေးတယ်လူကြီးတွေသဘောတူအောင်လို့စ조사ကြပေါ့မဟုတ်ဘူးလားကျုပ်လည်း조사နေတာပဲအကြီးရကြာတော့လဲစိတ်တွေလည်းကုန်နေပါပြီအတွေ့ရရလဲအဲ့ဒီစိတ်ကြီးနဲ့ဆိုတော့နေရထိုင်ရခန့်နေတယ် မောင်ကမချစ်တင်ခဲ့တဲ့အိမ်နဲ့ပြန်ပြောလိုက်တယ်။ဒီလောက်တောင်ရှိလာတာဗျာ။အမနှူရင်ခိုးတာပြီတော့ကိုကြီးအောင်တို့အနောက်ကနေလေကျောက်ကအထုတ်လမ်းပြီးတော့လိုက်ပို့ပေးမယ်ဗျ။မောင်တို့ကအားရပါးရနဲ့ဝင်ပြောလိုက်တယ်။မောင်စီကအပြေစကားမထွက်လာခင်မှာပဲ။နေပါဦးမောင်မင်းကြီးသားတို့ရဲ့လူကြီးတွေကဘာကြောင့်သဘောမတူလဲဆိုတာကိုမစင်းစားကြပဲနဲ့လှုပ်ချင်တာကိုလှုပ်ပြလိုက်လို့အဆင်ပြေမလာနိုင်ဘူးကွ။ကြည်မာမောင် တနေ့ရမောင်ကြီးရဲ့အမေကဘွားစီကိုလာပြီးတော့အဲ့ဒီအကြောင်းမျိုးတိုင်ပင်သွားသေးတယ်။ယာအမေကဘွားစီကိုလာပြီးတော့တိုင်ပင်တယ်။အေးကွက်မောင်ရဲ့မိဘကကြည့်ရင်လဲခံစားရတာပဲလေကွက်။မောင်ရင်ကဟိုကလေးမလေးရဲ့အိမ်ကိုသွားလာပြီးတော့လောက်ကင်ပေးနေရသလောက်ကလေးမလေးရဲ့အမေကမကြည့်ဘူးဆိုကွက်။သားရှင်တယောက်အနေနဲ့တော့ကိုသားလောက်ကင်ပေးနေရတာတွေကိုမြင်တော့ဘယ်လိုကြည့်ပြူနိုင်ပါမလဲကွက်။ ဖားမေစိန်ကအဲ့ဒီလိုပြောလိုက်တော့မောင်ကခေါင်းကိုငုံလျက်ကျုပ်လည်းမသိတော့ပါဘူးပွားရဲ့ဒါပေမဲ့ဘာမှမပူနဲ့ကွဒီတခါခရီးရပြန်လာရင်ငါသာကြွယ်ဘွားကိုယ်တိုင်မိမလိုက်တောင်းပေးမယ်နှစ်ဖက်မိဘတွေအစဉ်ပြေအောင်ညှိပေးမှာမို့ဘာမှစိတ်ဆင်းရဲမနေနဲ့တော့ဖားမေစိန်ကပြောလိုက်တော့မောင်ကဝမ်းသာသွားတော့တယ်မောင်ကျုံးနဲ့ဒေါ်တော်ခန်းတို့ကလည်းပြုံးနေကြတယ်တကယ်လားဘွားကျုပ်ကိုစနေတာတော့မဟုတ်ပါဘူးနော် ိုကွယ်စစရာကိစ္စမှမဟုတ်တာဘွာလေပြောတဲ့အတိုင်းပဲလုပ်ပေးမှာအဲ့တော့မောင်ရင်တို့ရဲ့စိတ်ထဲမှာ အခုခရီးထွက်လာတဲ့အကြောင်းကိုပဲခေါင်းထဲကိုထည့်ထားကြတော့ဟုတ်ပြီလားဟုတ်ကဲ့ပါဘွာရဲ့မောင်အောင်ရဲ့မျက်နှာမှုရတဲ့မျက်နှာကြီးလိုမျိုးပြုံးပြီလို့နေတယ်။အော်လူပြိုကြီးတို့များမိမရတော့မယ်လဲဆိုရောလက်တော့ကျုပ်ပြက်ကြီးကိုဖြစ်လို့ဗျာ။ မောင်တိုးကစားလိုက်တော့မောင်ကလည်းလိုက်ပြီးရရှိမောလိုက်တော့တာအဲ့ဒီလိုနဲ့ဘွားမေစိန်တို့နွားလဲလေးရာပေပင်းကြီးရွာစီကိုရောက်လာခဲ့တော့တယ်ပေပင်းကြီးရွာမှာနေတဲ့ဥမောင်ပိုးရဲ့နေအိမ်မှာဘွားမေစိန်တို့ကခဏနားကိုကြတယ်ကျောက်စီကိုဒီရဧည့်သည်တွေလာမယ်ဆိုတာကျုပ်ကပြောပြထားပါတယ်ခီးဝေးကလာကြတာဆိုတော့အတော်လဲပင်ပန်းနေကြရောပေါ့ဥမောင်ပိုးကဝမ်းသာအားရနဲ့ကြိုးဆူပြီးတော့ပြောလိုက်တယ် ပေပင်းကြီးကမှတော့ဥမောင်ပိုကိုဆရာပိုလို့ခေါ်ကြတာဥမောင်ပိုကလည်းအထက်လန်းဆရာတယောက်ပါစကားပြောနေကြရင်လည်းမောင်တူဟာဥမောင်ပိုရဲ့လက်ကလေးတွေကိုတေချာကြည့်လို့နေတာဒီကမောင်ရကျောင်းရဲ့လက်တွေကိုစိတ်ဝင်စားနေပုံရတယ်နော်ဥမောင်ပိုကမေးလိုက်တော့မောင်တူဟာအားနာတဲ့ပုံနဲ့တမျိုးတော့မကျင်ပါနဲ့ဦးရဲ့ကျောက်ကလည်းလေးစိတ်ဝင်စားနေလို့ကြည့်မိတာပါ အဲ့လိုပြောလိုက်တော့ဦးမောင်ပေါ်ကရရဲမောမောနဲ့သူ့ရဲ့ဘဲဘက်လက်ကိုအားလုံးမြင်အောင်ဖြန့်ပြလိုက်တယ်။ကြောက်လဲကန်နေတဲ့ချိန်ထိတာပဲလေ။ဟော်ရီလက်စစ်လေးတွေကငါးစာစင်းရင်းနဲ့ပါကုန်တာ။ကျုပ်တို့ဆုံးမထားတဲ့ဟာတွေကကျုပ်တို့ကန်နေတဲ့ချိန်မှာစောင့်နေကြတာမလား။ဦးမောင်ပေါ်ရဲ့ဘဲဘက်လက်မှာရှိတဲ့လက်သုံးချောင်းဟာလက်စစ်ကလေးတွေတိုးပြီးတော့ပြက်လုံနေတယ်။ကဲပါအဲ့ဒါတွေထားလိုက်ကြအောင်။အမေကြီးတို့ဘာများသိစင်သေးလဲ။ မေးစရာရှိရင်ကြောက်ကိုမေးနိုင်ပါတယ်။အခုဘွားတို့ကိစ္စကိုလည်းမောင်ရင်သိပြီးသားပဲကွယ်။အဲ့ရောဒီကဝေမဘယ်ရနေဘလို့ရောက်လာခဲ့တာလဲ။ဒီကဝေမအခုဘမှာရှိနေလဲဆိုတာ၄အဖွားသိကျင်တယ်။ဒီကဝေမကြီးကဘယ်ရနေဘလို့ရောက်လာလဲဆိုတာတော့ကျုပ်လည်းတိတိကျကျမသိရသေးဘူးဗျ။ကျုပ်တို့ရွာရဲ့အရှိစုစုမှာရှိတဲ့တော့ကဒီနယ်တော်ရဲ့ချင်းခုတ်တုံးရအရက်ပေါ့။ အဲ့ဒီမှာဒင်းကုတ်သွားတဲ့သူတွေကပြောပြကြတာတောရဲမှာအိမ်နေတွေ့တယ်တဲ့အဲ့ဒီအိမ်နေမှာလေသူတို့ရွာတေဆုံးတဲ့သူတွေကိုတော့တွေ့ခဲ့ကြတယ်လို့ပြောတယ်အစပိုင်းတော့ကြောက်လည်းမယုံအမေရဲ့ကိုယ်တိုင်သွားကြည့်ရဲ့ချိန်ကြတော့မှ သူတို့ပြောတာအမှန်ဆိုတာကြောက်လည်းသိလိုက်ရတာအိမ်လေးကတော့၃လလုံးလောက်ပဲရှိတယ်ကြောက်တွေ့ရတော့ကြောက်တို့ရွာလေဟိုလပိုင်းလောက်ကမှတေဆုံးသွားခဲ့တဲ့အောင်တောင်းတို့မိကျေးစီတို့ကိုတော့တွေ့ခဲ့ရတာအမေရဲ့ ကျုပ်တို့ရောက်နေတာကိုမြင်တော့လေစပင်တကောင်လုံးဖြူနေတဲ့ဘွားတော်ကြီးကအော်ဟစ်ပြီးတော့မောင်းထုတ်တာအဲ့ဒီမိမကြီးကအမေကြီးတို့ပြောတဲ့ကဝေမကြီးပဲအမေကြီးရဲ့ကြည့်ရတာဒီကဝေမလူသေးတွေနဲ့ရွာလောက်နေပုံရတယ်ကွဟုတ်မဲဗျအဲ့ဒီရွာမှာလူသေးမှန်သမျှလေလူငယ်တွေကြီးပဲအမေကြီးရဲ့လူကြီးတွေကတော့ကျုပ်တို့မတွေ့ခဲ့ရဘူးအခုလက်ရှိရောတော်ရဲကိုသွာလာကြတဲ့သူတွေရှိသေးလားကွ အာမတော်ကြတာကြာပြီရွာလူတွေကလေဒါမျိုးဆိုရင်တော့မဆက်စုရဲကြအောင်အမေကြီးဒါဖြင့်အဲ့ဒီတော်တဲ့ကိုကျောက်တုတ်ကိုလိုက်ပို့နိုင်မဲ့သူမရှိဘူးပေါ့နန်းပြပေးမဲ့သူကြွက်ကတော့မပူနဲ့ကျောက်ရဲ့သူဘအောင်ဆိုတာရှိတယ်ဒီတော်တီတောင်ထဲမှာဒီကောင်အခုတီသွာလာနေတော့သူ့ကိုပဲလိုက်ပို့ခိုင်းလိုက်ပါမယ်ဥမမိုးကပြောလိုက်တော့မှဘွားမယ်စိန်လို့ကလည်းလက်ခံလိုက်ကြတယ်ဟဲ့ဒီနေ့ညတကောင်ကြရင် ။အပြေကုန်းရွာတင်းကျိုင်းကိုသွားပြီးတော့လောလောလတ်လတ်မြေဖို့ထားတဲ့မတားလောင်းကိုသွားတုကြကြီး။ကိုရင်မကြီးကခိုင်းလိုက်တော့သူ့တက်သွင်းထားတဲ့လူနှစ်ယောက်ကခေါင်းတွေကိုညှိပ်ပြီးတော့နေရာကနေထွက်သွားခဲ့ကြတယ်။ညတကောင်ရံချိန်မှာမိရောင်မပါချိပလာနဲ့အပြေကုန်းရွာရဲ့တင်းကျိုင်းစီကိုရောက်လာခဲ့ကြတာ။လလလလမြေဖို့ထားတဲ့တေသူရဲ့အလောင်းကိုတူးဖော်ပြီးတော့အလောင်းကိုချန်ပြီးတော့လာရလန်းတိုင်းပြန်သွားကြတော့တယ် ော်ဒီယာကြုတ်ပြောထားတဲ့ပအောင်ဆိုတာလေကြရလုံးကတော့လက်မယွပအောင်လို့ခေါ်ကြတယ်ဥမောင်ပုံမိတ်ဆက်ပေးတဲ့သူဟာခန္ဓာကိုယ်ထွတ်ထွားချိုင်းချိုင်းကြီးနဲ့ပအောင်ဆိုတဲ့သူဖြစ်တယ်အမေဥပြောတဲ့ကဝေမရ ကျုပ်တို့အနေရရှိလာနိုင်လားဘာအောင်ကအဲ့ဒီလိုမေးလိုက်တဲ့အခါဝါမယ်ဆရာခေါင်းကိုညှိပြလျက်အနေရရှိလာနိုင်တာပေါ့ကွယ်သူ့တန်းနဲ့ဖုတ်သွင်းထားတဲ့လူတွေများလာလေလေသူ့ရဲ့နေပယ်ကိုချဲ့ထွင်လေလေပေါ့ နောက်များကြရင်လေလူတွေအားလုံးအောင်မသူ့လောက်အောင်မထားပြီးတော့အုပ်ချုပ်လာနိုင်လားကွ။အဲ့ဒါဆိုရင်ဒီကဝေမရတော်တော်အကြံကြီးတာပဲ။ကဲပြောပြ။ကျုပ်ဘက်ကဘာတွေကူညီပေးရမလဲ။အမေကြီးတို့ကရောဘလို့တွေစီစဉ်ထားကြလဲ။ဘာရိုဘက်ကတော့ဒီကဝေမစီကိုသွားပြီးတော့ထိတ်တိုက်တွေကိုဆုံးဖြတ်သားကြတာ။အဲ့ဒီအတွက်လဲလမ်းပြပေးနိုင်တဲ့သူကိုလိုတယ်။အဲ့ဒါကြောင့်မောင်ရင်ကလမ်းပြပေးနိုင်တဲ့သူဆိုလို့ ငါတို့ကခေါ်တွေ့ရတာပါ။အာဒီအတွက်လောက်ကတော့ကျုပ်လှုပ်ပေးနိုင်တယ်။ဒါကအများကျုပ်အတွက်လှုပ်ပေးရတာပဲ။ကျုပ်လိုက်ပို့ပေးနိုင်ပါတယ်အမေကြီးရဲ့။အဲ့လိုနဲ့ဘွားမယ်စိန်တို့ဟာကဝေမာကြီးရှိတဲ့တောနတ်ထဲကိုမောင်အောင်ရဲ့လမ်းပြမှုကြောင့်သွားခဲ့ကြတယ်။တောထဲကိုခီးစားထွက်လာကြတဲ့အခါအမေကြီးကခြေလမ်းတွေကပေါက်ပါနေရပဲ။ကျုပ်တို့တော့ကြောတက်သွားနိုင်တယ်နော်။ ဘောင်းဟုံကတက်လက်ပေါ့ပါနေတဲ့ဘွားမယ်စင်ကိုကြည့်ပြီးတော့ပြောလိုက်တော့တာဘွားမယ်စင်တို့ကကဝေမာကြီးရဲ့နေရာကိုရောက်လာတော့မိုးရောင်းမှအတော်ချုပ်နေပါပြီအိမ်များဟာမီးလုတ်တွေထွန်းလာတော့မီးလေးရောင်နေတော့ရှိနေပါတယ်ဘွားမယ်စင်တို့ကြည့်နေစိမ့်မှာပဲအိမ်တန်ရဲ့တည်င်းပေါက်တကားကနေဒုတိယပွင့်လာခဲ့ပြီးတော့စပင်းနေဖြူခွေးနေတဲ့ဘွားအိုကြီးဟာဘွားမယ်စင်တို့ရှိနေတဲ့တပင်းအောက်ကိုလှမ်းပြီးတော့ကြည့်လိုက်တာမဖက်ကြတဲ့ဧည့်သည်တွေပဲ လာကြလာကြအဲ့လိုခေါ်လိုက်တော့တာအဲ့ဒီဘွားဟိုကြီးရဲ့အတန်ကြောင့်အိမ်တကားတွေကပွင့်လာပြီးတော့လူတွေလည်းထွက်လာခဲ့ကြတာအဲ့ဒီလူတွေကတော့ကဝေအဖွားကြီးအသက်သွင်းထားတဲ့ဖောက်ကောင်တွေပါအဲ့ဒီဖောက်ကောင်ရွာသူရွာသားတွေကဘွားမယ်စိန်တို့ကိုဝိုင်းထားလိုက်ကြတယ်ဘွားမယ်စိန်တို့ကိုကဝေမကြီးရဲ့အိမ်ရှိကိုခေါ်လာခဲ့ကြတော့ဘွားမယ်စိန်တို့ကလည်းအလိုက်တင်လေးလိုက်လာခဲ့ကြတာကဲဘာကြံနေနဲ့များ ရောက်လာကြတာလေရွာမှာအင်းအားလုံးနေရနဲ့အတော်ပဲပေါ့အေးကိုဝင်မကြီးကအိရှိကိုထွက်လာရင်းနဲ့ဝါမယ်စိန်တို့ကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်ရှင်ကဘသူလဲဒေါ်နော်ခန့်ဟာကိုဝင်မကြီးကိုမေးလိုက်တယ်ကိုဝင်မကြီးကလည်းဒေါ်နော်ခန့်ကိုလမ်းကြည့်ရင်းနဲ့ငါနာမည်ကဒေါ်ပန်မိုးတဲ့ကိုဝင်မကြီးဒေါ်ပန်မိုးတဲ့အေး ကဲနောက်ပါသိကျင်နေတော့မေးစမ်းကောင်းပြီတော်ပန်မို့ရှင်ရဘာကြောင့်လူတွေကိုအသက်တွေတွင်းနေရလဲရှင်မာရီကြံစီနေရလဲအမလေးမလောက်လေးမလောက်စားအမြန်မေးနေရတယ်လို့ဟဲ့ဟုတ်ကောင်မနင်းလဲဆုံးမမဟုတ်လားတော်ဗန်မိုးဟာဘွားမဲစိန်ဘက်ကိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တော့တာဘွားမဲစိန်ကလည်းကဝေမကြီးကိုတေချာကြည့်ပြီးတော့ လွန်ခဲ့တဲ့အနှစ်20ကျော်ကဆုံးလောကမှာနာမည်ကြီးခဲ့တဲ့ဒေါ်ဗန်မိုးဆိုတာထင်ပါရဲ့အတော်လဲကောက်ကျစ်ပြီးတော့အတော်လဲအနေရများတဲ့ကဝေမကြီးကိုအခုမှပဲတွေ့ဘူးတော့တယ်။ဘောင်းမဲစိန်ပြောလိုက်တဲ့စကားတွေကြောင့်ဒေါ်ဗန်မိုးရဲ့မျက်နှာပြက်လို့သွားတယ်။ကျုပ်ကဒေါ်ဗန်မိုးကိုရှာခဲ့ပါသေးတယ်။ပျောက်ချင်းမလားပျောက်သွားတာနဲ့လက်လျှော့လိုက်ခဲ့ရတာ။တွေ့မဲ့တွေ့တော့လဲအခုမှလာတွေ့ရတယ်လို့ ဝါမဲဆိုင်ကအဲ့ဒီလိုဆက်ပြီးတော့ပြောနေတာညီကလည်းမခေဘူးပဲအခုလိုတွေ့ကြပြီဆိုတော့ဓပွဲတလန်းလောင်နှွှဲကြတာပေါ့အေးရတာပေါ့ကျုပ်ကလည်းတုပ်ကိုရှင်းပြစ်ပြီးတော့မှပြန်มาဆိုတော့စလိုက်ကြတာပေါ့ကဲမဆိုင်တဲ့သူတွေကဘေးဖယ်နေကြတော့ဝါမဲဆိုင်နဲ့ကိုဝေမကြီးဒေါ်ပန်မိုးတို့ရဲ့တိုက်ပွဲမှာဒေါ်တော်ခန်းနဲ့မောင်တိုးတို့တွေကလွတ်ရနေရနေရက်ကြည့်နေကြတယ် ဒေါ်ပန်မိုးရဲ့ဖုတ်ကောင်တွေကလည်းဒေါ်ပန်မိုးအမိတ်ပေးလိုက်တာကြောင့်အိမ်ထဲကိုဝင်ကုန်ကြတာ။ဝါမဲဆိုင်ရာအနောက်ကိုဆုတ်ပြီးတော့နေရာယူသလိုပဲဒေါ်ပန်မိုးကလည်းအနောက်ကိုခြေလန်းဆုတ်လိုက်တယ်။ဝါမဲဆိုင်ရာသူ့ရဲ့လက်ဆွဲတော့တောင်ဝေးကြီးကိုမြေပေါ်မန်ပါပါနဲ့ထောက်လိုက်ရင်နဲ့ဒေါ်ပန်မိုးဘက်ကတိုက်ခိုက်မှုကိုစောင့်ကြည့်နေခဲ့တယ်။ဒေါ်ပန်မိုးကသူ့ရဲ့လက်နဲ့စပင်းမျိုးဆုတ်ကင်လိုက်တယ် ဒေါ်ဗန်မိုးရဲ့လက်တွင်ပါလာတဲ့အဖြူရောင်သပင်လေးကိုတစ်ချက်ကြည့်လိုက်ရင်လည်းမမ်းမုန်နေခဲ့တယ်။သွားစားဟဲ့။ဒေါ်ဗန်မိုးကလက်တွင်ကသပင်ဖြူလေးကိုမြေပေါ်ကိုချပေးလိုက်တာနဲ့ချက်ချင်းပင်မွေတွေအဖြစ်သို့ပြောင်းလဲသွားတော့တာ။ဝေယောက်ကြီးငါးကောင်ကဘွားမဲစင်ရဲ့ထံကိုဒေါ်တာတကြီးနဲ့ပြေးဝင်လာတော့ဘွားမဲစင်ကလည်းချက်ချင်းပဲသူ့ရဲ့တောင်မွေကိုမွေတွေလာရာလမ်းစီကိုလွှဲပစ်လိုက်တော့တယ်။ မြေကြီးနဲ့တည်ခြင်းထိတယ်လို့တောင်ဝေးကြီးကလည်းမြေကြီးတကောင်တွင်ကိုပြောင်းလဲသွားတော့တယ်။မွေဟောက်ကြီးငါးကောင်ကအဲ့ဒီမြေကြီးထက်သေးငယ်လှပါတယ်။မြေကြီးကမွေဟောက်ကြီးငါးကောင်ကိုရစ်ပတ်ပြီးတော့သူ့ရဲ့အပြောကျဲလာတဲ့ဗစက်တွင်ကိုထည့်ပြီးဝါမျိုးပစ်လိုက်တော့တယ်။မွေဟောက်ကြီးငါးကောင်ကိုမျိုးပြရနဲ့မြေကြီးကဘွားမယ်စင်ရဲ့ချင်းကိုပြန်ရောက်လာခဲ့ပြီးတော့တောင်ဝေးအတင်ကိုပြောင်းလဲသွားတော့တာ။ဘွားမယ်စင်ကတောင်ဝေးကိုကောက်ရင်းနဲ့ဒေါ်ဗန်မိုးကိုလမ်းကြည့်လိုက်တယ်။ ။ညီရလည်းမခေဘူးပဲအေး။တွေ့ကြသေးတာပေါ့အေး။ဒေါ်ဗန်မိုးကအဲ့လိုပြောလိုက်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်ကိုဖြန့်ရင်းနဲ့ကောင်းငင်ကိုကြည့်နေခဲ့တယ်။ခဏလောက်ကြာတော့ကောင်းငင်ကနေလင်းတားငှက်ကြီးသုံးခါကပြန်ဝဲနေတာကိုမြင်တွေ့လိုက်ရတာ။ဘာမဲ့ဆရာအဲ့ဒီလင်းတားငှက်တွေကိုတစ်ချက်ကြည့်လိုက်ရင်နဲ့ညီရဲ့ဆွဲပွားတွေကဒီလောက်ပဲလားအေး။ကဝေအိုမကြီးဆိုတော့လေနောက်လိုက်တရားနဲနေပြီပေါ့ ညီရမြငါ့ကိုဝါမဲ့စင်ရဲ့စကားကြောင့်ဒေါ်ပန်မိုးဟာဒေါသတွေအယံထွက်သွားမိတယ်။ကြည်လိုက်စမ်းပါညီရဲ့တပည့်တွေကိုဝါမဲ့စင်ကအဲ့လိုဆိုလိုက်ပြီးတော့ဖနောက်ကိုတုံးချက်ပေါက်လိုက်တယ်။အဲ့ဒီချိန်မှာတပုံးမုံဆိုတဲ့အတန်နေရအဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။အဲ့ဒီအတန်နေရဒေါ်ပန်မိုးရဲ့လင်းတာတပည့်တွေညီပေါ်ကိုပြုတ်ကျလာခြင်းဖြစ်တဲ့အတန်နေပါ။မချိမဆန့်တည်ဆုံးနေကြတဲ့တပည့်တွေကို ကြည်ရင်လည်း ဒေါ်ဘန်မိုးဟာတောက်တခေါက်ခောက်လိုက်တယ်။ကြည်မဲဘန်မိုးရဲ့ကျုပ်ကလည်းလေညီလိုပညာမြင့်တဲ့သူနဲ့ရှင်းကျင်နေတာ။ကဲအဲ့တော့ဒီလောက်နဲ့ရှုံးပေးမလား။ညီဘက်ကချက်ပြီးတော့ရှင်းကြင်ကျင်သေးလား။အဲ့ဒါကတော့ညီဘသားညီဘဆုံးဖြတ်တော့။ဘာမဲ့စိန်အဲ့လိုပြောလိုက်တာနဲ့ဒေါ်ဘန်မိုးကငါ့လိုကောင်မှအရှုံးပေးတယ်ဆိုတာမရှိဘူး။ငါလက်ချက်နဲ့တည်ခဲ့ရတဲ့ဆရာကြီးမှအများကြီးပါအေး။ အဲ့ဒီထဲမှာလေညီးလည်းပါစေရမယ်ညီးကိုစက်သိမ့်ပြီးရင်လေညီးရဲ့နောက်လိုက်တွေကိုလည်းသွေးပပအောင်ငါလှုပ်ပေးအောင်ပါအဲ့လိုပြောလိုက်ရင်လေသူ့ရဲ့မျက်လုံးတွေကအပြာရောင်ပြောင်းလဲသွားခဲ့တယ်မျက်လုံးမျက်စံတွေကနေအနက်ရောင်အတွင်းကိုပြောင်းသွားပြီးတော့အဲ့ဒီမျက်လုံးတွေအတွင်းကနေအနက်ရောင်ဆက်တန်းတွေကဝါမဲစိန်ထံကိုတမ်းမဆာနဲ့ထွက်ပေါ်လာခဲ့တော့တယ်ဝါမဲစိန်ကလည်းဒေါ်ပန်မိုးရဲ့ဆက်တန်းကို သူ့ရဲ့တောင်ဝေးနဲ့တားဆီးခုခံလိုက်တယ်။ခဏတော့ကြာတော့ဒေါ်ပန်မိုးရဲ့စက်တရားအပြော့လာခဲ့တယ်။ညီရဲ့စက်ကဒါကုံမဲလာအေး။ဘွားမဲစိန်အဲ့ဒီလိုပြောလိုက်တော့ဒေါ်ပန်မိုးကအန်ကိုတင်းတင်းကြိတ်ထားလိုက်တယ်။ဘွားမဲစိန်ကလည်းဒေါ်ပန်မိုးရဲ့စက်တန်းမျိုးအပြော့လာတာကြောင့်သူ့ရဲ့တောင်ဝင်းနဲ့ဆောက်ပြီးတော့တွန်းထည့်လိုက်တော့တယ်။အဲ့ဒီအချိန်ဘုံကနေအတန်ကြီးနဲ့တူဒေါ်ပန်မိုးတရာအဝေးကိုလစ်စင်ထွက်သွားတော့တာ။ ူရဲ့အိမ်တွင်းကိုလွတ်ဆင်သွားပြီးတော့အိမ်ထရန်တွေကလည်းပြက်စီးကုန်တော့တယ်။ဂျော်ဗန်မိုးရဲ့အိမ်တစ်ခုလုံးကမီးရေထတောက်လာခဲ့တယ်။အဲ့ဒီမီးတွေကနဘေးမှာစောက်ထားတဲ့တဲအိမ်မျိုးပါကူးဆက်သွားခဲ့တော့တာ။ဂျော်ဗန်မိုးတက်သွင်းထားတဲ့ဖုတ်ကောင်တွေကလည်းမီးနဲ့တူလောက်ကျွမ်းပြီးတော့ပြာကျကုန်တော့တယ်။အမေအမေတော်တော်ခန်းတော့ကဘာမဲစင်ရဲ့အနီကိုရောက်လာခဲ့ကြတယ်။ဘာမဲစင်ကမီးတွေလောင်မြိုက်နေတဲ့အိမ်မျိုးကိုကြည့်လိုက်ရင်နဲ့ ဒုက္ခများအဆွဲကျိုးနေတဲ့မွေလိုဖြစ်နေရှာတာအဲ့ဒါကြောင့်ဖုတ်ကောင်လေးနဲ့သူ့ကဘာသူတိနေတာသမီးရဲ့ဒေါ်တော်ခန့်ကိုပြောပြလိုက်တော့ဒေါ်တော်ခန့်ကကောင်းကြီးလက်ခံလိုက်တယ်။ဝါမေစိန်တို့အားလုံးကလည်းဒေါ်ပန်မိုးတရာသူ့ဖုတ်တွင်ထားတဲ့ဖုတ်ကောင်လေးနဲ့အတူဒီရဲ့ဝါမျိုးချင်းခံနေရတာကိုကြည့်နေခဲ့ကြတယ်။ဒေါ်ပန်မိုးကသူ့ရဲ့တက်တွေကိုသူတိမ့်သွားပြီဆိုတော့အဘွားတို့လည်းအိမ်တန်ကြရအောင်ကွယ်။ ဝမ်းမဲစိန်တို့ဟာဥမောင်ပိုရဲ့နေအိမ်ကိုပြန်လာခဲ့ကြတယ်။ပြပြခဲ့တဲ့များတွေကိုပြန်ပြောပြတော့ဥမောင်ပိုတို့ကလည်းဝမ်းသာနေကြတာ။ ဒီကနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။အခုလိုမျိုးအချိန်ပေးပြီးနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါရယ်ရှင်။နောက်နေ့တွေမှာလည်းဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးုံမှာဖြစ်တဲ့အတွက်ပရိသတ်များအားလုံးကစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။